ရုရှားနိုင်ငံမှာဒုံးကြီးတစဉ်စမ်းသက်ပစ်လွတ်မှုပါဝင်ပြီးတော့ပစ်လွတ်ရနေရာကို ပြန်ကျပေါက်ကွဲမှုဖြစ်ခဲ့ပါလေတကယ်ကိုရှက်ချပါပါဖြစ်ရပါရုရှားမဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့ဟာရက်စမီဒေတာခြေစိုက်စစ်ကမ်းမှာပယ်ထင်းဒုံးကြီးစမ်းသက်ပစ်လွတ်ရမှာကောင်းကင်အမြင့်မီတာ၄၀၀လောက်ရောက်ရှိချိန်မှာမှုကြောင့်ပစ်လွတ်ရနေရာကိုပြန်ကျပြီးကြီးမားတဲ့မြို့လုံးကြီးတွေထွက်ပေါ်လာတာတွေ့ရပါလေဒီစစ်ခြေစိုက်စကမ်းမှာ ရုရှားရဲ့စစ်ရင်နျူကလ িয়ার ဒုံးကျည်ပြည်ရင်ပေါ်မှာအသံထက်မြန်တဲ့အဗန်ကတ်ပဲထင်းဒုံးကျည်ကိုစမ်းသပ်ပြုလုပ်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီဒုံးကျည်ဟာနျူကလ িয়ার ထိပ်မှုတွေတည်ဆောင်းနေစရှိပါတယ်။မီလောက်ပေါ်ကမှာကောင်းကင်မှာပန်းရောင်တန်းတဲ့မီလောက်တွေကိုမြင်တွေ့ရတဲ့အတွက်စီးရေးကျွမ်းကျင်သူတွေကဒုံးကျည်မှာဆိုဗီယက်ခေတ်ကဒီဇိုင်းမှာထုတ်လုပ်တဲ့အစိမ့်တဲ့နိုက်ထရိုဂျင်ရောတဲ့ဓာတုလက်နက်တွေထည့်သွင်းထားဖို့ရှိတယ်လို့သုံးသပ်ပါတယ်။ ရုရှားရဲ့မဟာဗျူဟာမြောက်ဒုံးကြီးတွေဖြစ်တဲ့ R36M2 ကစီတန်ဒုံးကြီး RS28 စာမတ်တပ်ချင်းရဲ့ပယ်ထင်းဒုံးကြီးတွေလွန်မာတယ်ခုလိုအရေးလောင်းစားတွေထည့်သွင်းထားပြီးတော့အစိမ့်အစ်စေတဲ့ဓာတ်ရုလက်လက်အဖြစ် Nitrogen Tetroxide ညီများနဲ့ဒိုင်မီတိုင်ဟိုက်ဒရာဇင်းတက်တွေရောထည့်ထားတာတွေ့ရပါတယ်။ယူကရိန်းမြန်တက်ဟာ9ဝက်စစ်စင်ကိုပေါ်ဆောင်ပြီးတော့ရုရှားရဲ့ Kinzhal ဒုံးကြီးစကောလုံးကိုပြစ်မှတ်လမ်းညွှန်မှုစနစ်ကိုအသံစနစ်နဲ့ဂျမ်းမစ်စနစ်နဲ့ပြေးပို့ပြီးဖျက်ချနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ လက်ရှိအချိန်မှာတော့ဒီဒုံးကြီးကအဲ့ဒီပြစ်လွတ်လိုက်မှုကသူ့ရဲ့ပြစ်တဲ့နေရာကိုပြန်ချမှုနဲ့ပတ်သက်ပြီးဘလောက်တည်တယ်ဘယ်နှဦးဒဏ်ရာရတယ်ဘာတွေဖြစ်ခဲ့လဲဆိုတာရုရှားရဲ့စစ်ပဆိုင်ရာဖွဲ့တွေကဘာမှထုတ်ပြန်ခြင်းမရှိသေးဘူးလို့သိရပါတယ်။နောက်သတင်းပုတ်ပြောကျင်တယ်ဗျ။ဗီနီဇွဲလားနဲ့အမေရိကန်သမရနူထိပ်သီးဆွေးနွေးပွဲဖြစ်နိုင်ခြေရှိတယ်လို့သိရပါတယ်။ မေဂန်ဒန်နော့ထရန်ကဗင်နီဇူလာတမ္ဘာမာဒူနဲ့ပြီးခဲ့တဲ့ပတ်ကတယ်လီဖုန်းနဲ့ဆက်သွယ်ပြီးအမေရိကန်ပြည်တော်စုမှာထိတိစလဘွေးကျင်းပနိုင်ခြင်းနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့သတင်းရင်းမြစ်တွေကိုကိုကာဗီနယူးယောက်တိုင်းကဖော်ပြပါတယ်။လက်ကျလောမှာသူတို့နှစ်ယောက်ထိတိစလဘွေးအတွက်တွေ့ဆုံဖို့အစီအစဉ်ရှိကြောင်းတကယ်လို့တွေ့ဆုံဆွေးနွေးခဲ့ရင်လည်းဗင်နီဇူလာကောင်းဆောင်နဲ့အမေရိကန်သမ္မတတယောက်ချပထမဆုံးကြိမ်တွေ့ဆုံမှုဖြစ်လာမှာပါ။ ထရဟာဗနီဇွဲလာအမှုမှာရေတပ်အုပ်စုတွေဆေးလွှတ်ထားသလိုဂျန်လူတဲ့အုံနှုံးနေတဲ့တို့တနမကြီးကတင်မာမှုမြေတက်ချိန်မှာအခုတယ်လီဖုန်းနဲ့ဆက်သွယ်ဆွေးနွေးမှုတွေထွက်ပေါ်လာတာပါထရန်စွေဟာဗနီဇွဲလာသမ္မတမာဒူရိုကိုကာတက်ဒီလော့ဆိုလိုလိုသိများတဲ့မွေးစေဝါရောင်းဝယ်ရေးကိုင်းဥဆောင်နဲ့ခေါင်းဆောင်လိုဆွဆွဲထားပြီးတော့ဗနီဇွဲလာဘက်ကလုံးဝမဟုတ်ဘူးလို့ညင်းဆိုထားပါတယ်စနေမော်လာဆော်ဘန်ကလေးကထရန့်ဟာဗီနီဇွဲလာနဲ့အခြားလက်တင်အမေရိကန်နိုင်ငံတွေကနေလာတဲ့မွေးရပုံကွေးရင်တွေကို နိုင်ငံစစ်တပ်ကိုဘုံကျဲတိုက်ခိုက်စေပါတယ်ဒီလုံရဟာဥပဒေမဲ့တပ်ဖြတ်သူတွေဖြစ်တယ်လို့ဒီမိုကရက်တစ်ပညာရှင်တွေနဲ့ UN အဖွဲ့ကြီးကထောက်ပြပါတယ်ဒါအပြင်မြေပြင်ခြေစပ်ပြင်မတွေကိုဘုံကျဲတိုက်ခိုက်မှုထရန့်ကထုတ်ပေါ်ပြောကြားထားပါတယ်မြေပြင်ကပုံလွှဲတယ်ဗျာမကြခင်စတဲ့တော့မှလို့ထရန့်ကတည်နေတော့တွေကိုပြောပါတယ်တော်လည်းထရန့်နဲ့မာဒူရိုတို့တယ်လီဖုန်းနဲ့ဆက်သွယ်စနစ်ကနေပတ်သက်ပြီးအင်ဖီရိုအော်ဗီနီဇွဲလာဘက်ကပါနှစ်ဖက်လုံးကထုတ်ပြန်ခြင်းမရှိသေးပါဘူးတော်စင်မှာဗီနီဇွဲလာတမနာမာဒူရိုကတော့ မိမိတို့အနေနဲ့စစ်ကို လုံးဝမလိုလားဘူးလို့ဆိုပါတယ်စစ်ဖြစ်ရင်လည်းနှစ်ဖက်လုံးက ကောင်းမှာမဟုတ်ဘူးဆိုပြီးတော့မာဒူရိုကပြောပါတယ်မာဒူရိုဟာစစ်ပွဲကိုရှောင်တိန်ရတဲ့အကြောင်းရင်းဟာတကယ်လို့စစ်ဖြစ်ရင်သူ့အနေနဲ့နိုင်ငံတွေက ထွက်ပြေးဖို့သာအနည်းဆုံးဖြစ်တယ်လို့ဗီနီဇွဲလားနိုင်ငံတွေက ထွက်ပြေးတိတ်ရှောင်လာတဲ့ဗိုလ်ချုပ်ခေါင်းတွေကပြောပါတယ်ဗီနီဇွဲလားသမ္မတမာဒူရိုကတော့အမေရိကန်ကိုကလန့်မှုပြီးတော့လုံးဝမယ်လို့သိရပါတယ် ဘလို့အကြောင်းအရာတွေကက်လက်မလို့တော့မသိရပါဘူးဗီနီဇွဲလာနိုင်ငံဟာရေနံပေါ်ကျော်သွားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ရေနံနဲ့ပတ်သက်ပြီးပဲကန်လန်းမလားဆိုတာဆုံးချရမှာဖြစ်ပါလိမ့်မယ်။လောစင်မှာတော့နိုင်ငံတကာလေကြောင်းလိုင်းတွေအနေနဲ့48နာရီအတွင်းခီးစင်တွေပြန်လည်စတင်ဖို့နောက်ဆုံးရက်ကိုမလိုက်နိုင်ဘူးဆိုပြီးတော့ဗီနီဇွဲလာအာဏာပိုင်တွေကနိုင်ငံတွင်းစစ်တပ်ခွင့်မပြုတော့ပဲပြစ်ပင်လိုက်ချင်လို့သိရပါလိမ့်။ဒေသတွင်းစီးရဲလုံရှာမှုတွေပိုပြင်းထန်လာမယ်လို့အမေရိကန်ကသတိပေးပြီးနောက်နိုင်ငံတကာလေကြောင်းလိုင်းတွေဟာဗီနီဇွဲလာနိုင်ငံပြီးတော့ခရာကတ်စ်ကိုပြေးဆွဲပြန်နှံ့မှုတွေရည်ဆိုင်ပြပါလိမ့်။ ဒီကိစ္စကြောင့်ဒေါသထွက်နေတဲ့မီနီဇလာဆိုရဟာဘော်ဒူးနီမှာတက်တန်းကုန်ဆုံးမဲ့နောက်ဆုံးရက်ကိုထုတ်ပြန်သတိပေးပါတယ်။လေကြောင်းလိုင်းငယ်များပြားကတော့မီနီဇလာကိုဆက်လက်ပြန်တန်းနေပြီမဲ့လေကြောင်းခီးစဉ်ထောင်နေချီထိခိုက်ခဲ့ပါတယ်။လက်ရှိမှာ Iberia, Tap Portugal, Geo and Latam Avanza နဲ့ Turkey Airline တို့ဟာမီနီဇလာမှာစဉ်သက်ခင်းနဲ့ထောက်ခေါက်ခင်းနဲ့ယာယီဆုံးဆုံးခဲ့ရပါတယ်။ရေကန်ဆွေးမလို့ဆိုပြီးတဲ့နိုင်ငံတော်ကြံဖက်မှုလုပ်ရည်ဒီမှာပြုပေါင်းပါဝင်ခြင်းနဲ့လေကြောင်းလုံးတွေလုပ်ငန်းတွေတစ်ဖက်သက်ရဆိုင်တဲ့ပြုလုပ်တယ်လို့ဆွဆွထားပါတယ် မရိကန်ဟာဗီနီဇွဲလားနီးယီပြည်ကိုရေတပ်အုပ်စုဆင်လွှတ်ထားပြီးမူရစေဝါရောင်းဝယ်မှုတွေကိုတိုက်ဖြတ်မယ်လို့ဆိုထားပေမဲ့မာရူရိုကိုဖြောက်ချချင်နေဖို့ရတယ်လို့လေလာသူတွေကပြောပါတယ်။အမေရိကန်ဟာတပ်ဖွဲ့ဝင်တပေါင်းဝင်နဲ့ကမ္ဘာကြီးဆုံးလေးနေသမောကြီး US Trade Food ကိုပါဗီနီဇွဲလားကေဝန်လန်နီဖြန့်ကျက်ချတာပါတယ်။ဒါအထောက်အပံ့89ခုနှစ်ကအမေရိကန်ကပနမကိုဝင်ရောက်တိုက်ခိုက်ပြီးနောက်ဒေသတွင်းမှာအကြီးမားဆုံးစီးရီးဖြန့်ကျက်မှုဖြစ်ပါတယ်။ရွေချက်ကတော့မူရစေဝါရောင်းဝယ်မှုကိုတိုက်ဖြတ်ဖို့ဖြစ်တယ်လို့ထရန့်ဆိုရကပြောပါတယ်။ ဒါပြင်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဗီနီဇိုလာဘက်ကထွက်လာတဲ့ရည်မှန်သမျှကိုပြစ်ချခဲ့ပြီးလူ80ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျ။အမေရိကန်ဥဆောင်တဲ့အပြစ်ခဲ့ရဲ့စေအစိုးပြုချက်ကိုဆူဒန်ကလုံးဝလက်မခံဘူးလို့အကြောင်းပြပါတယ်။ထိုင်းတို့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးဒေါသထွက်တော့ပါတယ်။အမေရိကန်ဥဆောင်တဲ့ဂျောင်းဝင်းညီလိုက်ပြည်သူတွေအစိုးပြုတဲ့အပြစ်ခဲ့ရဲ့စေရည်အစိုးပြုချက်ကိုဆူဒန်ထိုင်းနဲ့ဘူတူကြီးကပယ်ချလိုက်လို့ဆိုးဝါးလာတဲ့ နှစ်နှစ်ကြာကြာစစ်ပွဲကိုအဆုံးသတ်ဖို့ကြိုးပမ်းမှုဟာလက်ငါဖြစ်သွားပါတယ်။ဆိုတဲ့စစ်တပ်ကထုတ်ပြန်တဲ့ဗီဒီယိုမှတ်ချက်ထဲမှာဟိုကျုပ်အဒဲဖာရာဘာဟန်ကဒီစုပ်ပြချက်ဟာလက်မခံနိုင်စရာဖြစ်ပြီးစစ်ပွဲအဆုံးသတ်ရေချောင်းဝပြီးနိုင်ပြည်သူတွေပတ်လိုက်တယ်လို့ဆွဆွထားပါတယ်။မြန်မာဦးဆောင်တဲ့ပြစ်ခတ်ရစဲရေးစုပ်ပြချက်ဟာဆိုးရွားဆုံးဖြစ်တယ်လို့ဆိုပါတယ်။စစ်တပ်နဲ့အင်အားကြီးလက်နက်ကိုင်ဖွဲ့ ISF တွေကြောင့်အားပြတ်မှုကြောင့်2023 AB လာကဆက်ပြီးတော့တိုက်ပွဲတွေဟာမြို့တော်ခါတုံနဲ့ခြားဒေသတွေမှာစတင်ခဲ့ပြီးဆူဒန်နိုင်ငံရုံးတော်ကအခြေအနေကိုကြောက်ရွံ့ခဲ့ပါတယ်။ ဆိုဝါလုံးနဲ့စစ်ပွဲကြောင့်လူ၄၀၀၀ကျော်တိတ်ဆုံးခဲ့တယ်လို့ကုလကခံမဲမိမယ်အမှန်တကယ်တိတ်ဆုံးမှုရေတော့ဟာတိမ့်နေချင်နိုင်ပါလိမ့်လူပေါင်း၁၄တန်းအိုးမဲ့အိမ်ရဆုတ်ခွာထွက်ပြေးရပြီးယောဂါတွေပြန့်နှံ့ခြင်းနိုင်ငံရဲ့ဒေသများစွာမှာအငက်ပေးဆိုင်နေလို့တဘာပေါ်မှာဆိုဝါလုံးတာကျေးဆန္ဒကြီးပြဿနာကြီးပေါ်ပေါက်ခဲ့ပါလိမ့်2021မှာဆူဒန်စစ်တပ်အာဏာသိမ်းမှုကြောင့်အနောက်ရှက်ဖြစ်ခဲ့တဲ့အတူကူပြောင်းရေးလမ်းကြောင်းကိုပြန်ဖော်ဆောင်မှုနဲ့တိုက်ခိုက်မှုတွေအဆုံးသတ်ဖို့လေးနိုင်ငံအုပ်စုလို့ခေါ်တဲ့ဂျာဝိတ်ညီနိုင်သူတွေကြိုးပမ်းတာနှစ်နှစ်ကျော်ကြာပြီမဲ့အဆင်မပြေပါဘူး ဂျောင်းဝင်ညီနေပြီးတဲ့နိုင်ငံတွေကတော့ American Sorry Agent နဲ့ယူကြီးလို့ဖြစ်ပါတယ်။အင်ဂျီတော်ကို Sorry မြန်မာရောရှိချိန်ထွန်းကအေးအေးယူဆောင်လို့တိုက်တွန်းခဲ့ပြီးသူကိုယ်တိုင်လည်းစုနယ်စပွဲနဲ့ပတ်သက်ပြီးပုံပုံအယုံဆိုင်မယ်လို့ပြောပါတယ်။ကုလပြည်ဝင်ချုပ်ကတော့ Rex ကတော့ချက်ချင်းပြစ်ခတ်ရေးစည်းရင်းလို့မှ၂၄မှာတိုက်တွန်းခဲ့ပြီးတိုက်ခိုက်နေတဲ့အုပ်စုမစုလုံးစုနစ်ချက်ကိုအကြံပေးထားပါတယ်။ကြောင်ဝင်ညီနိုင်မှုလို့လက်ရှိဥတီရတိုင်းဆက်သွားမယ်ဆိုရင်တော့ပက်လိုက်တဲ့ကြောင်ဝင်ညီနိုင်မှုပဲဖြစ်တယ်လို့ဆူဒန်ထိပ်တန်းဗိုလ်ချုပ်ကြီးပါဟန်ကပြောထားပါတယ်။နောက်တရေတမုတ်ပြောချင်တယ်ဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအသေးတန်းချမှတ်ခံထားတဲ့ဝန်ကြီးချုပ်ဟောင်းရှိခ်ဟာစီနာကိုကျင့်ပျက်ချဆောင်မှုနဲ့2021နှစ်ထက်ချပါတယ်။ဘင်္ဂလားဒေ့ရှ်တရားဝန်ကအသေးတန်းချမှတ်ထားတဲ့ဟိတ်ရှိခ်ဟာစီနာဟာကျင့်ပျက်ချဆောင်တယ်လို့ AFP သတင်းမှာဖော်ပြလာပါတယ်။ဟာစီနာပြီးခဲ့တဲ့သတင်းဘက်ကလူသားမျိုးနွယ်ပေါ်မှာကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကြောင့်အသေးတန်းချမှတ်ခံရပါတယ်။လက်ရှိမှာရှိခ်ဟာစီနာဟာအိန္ဒိယနိုင်ငံမှာအပြည့်ပြည့်ဖြစ်နေထိုင်နေပါတယ်။ဘင်္ဂလားဒေ့ရှ်တရားဝန်ကဒီမှာအာနိုဝင်ဘာ19ရက်နေ့ကမျက်ကွယ်ပြစ်ဒဏ်ချခဲ့တာဖြစ်ပါတယ်။ အဝိလာဇမုဒဖြေကော်မရှင် ACC ကဒါကမျိုးတော်စင်ချေဖုံးမှာမြေနရယာယီမူကိစ္စနဲ့ပတ်သက်ပြီးရှိဟာစင်အောင်ဆွေးကျက်သုံးခုနဲ့တရားစွဲပါတယ်။ရှိဟာစင်အောင်လောက်ဆောင်ကြတဲ့အပြစ်ပံမစ္စည်းကိုလောဘနဲ့ကြည်ခြင်းလောဘကွဲ့လွဲသုံးသပ်လုပ်ခြင်းခံစားပိုင်ခွင့်နဲ့အဝိလာဇလူနဲ့စိတ်ထားရှိခြင်းကိုပြသနေတယ်လို့တရားသူကြီးကပြောပါတယ်။ပြည်သူ့ဘဝမြေကိုပုပ်ပရိကမှာပြည့်ရှုနေပြီးဟာစင်အောင်ဟာနိုင်ငံတည်ရန်ဇာနာတွေကိုလောဘနဲ့ရှုမြင်ပြီးတော့သူ့ရဲ့ကိုကြီးရရှိစီမှုကြိုးကန့်ခြင်းလည်းကြောင့်တရားသူကြီးတွေကဆွဆွဲပါတယ်။ ရန်ကန်နိုင်ငံမှာနေထိုင်တဲ့ဟာစီနာရဲ့သားနဲ့သမီးဖြစ်သူတို့ကိုလည်းတရားဝင်ကထောင်ခံနေစီချပါတယ်။အစိုးရရှင်တွေကတော့ကျင့်ပြချဆောင်မှုစွတ်ချက်အတွက်တရားဝင်စင်ချက်ကိုယူကုန်သွားမယ်ဆိုပါတယ်။ဒီအစင်ချက်ကျွန်တော်တို့မကျင့်နိုင်သေးဘူး။အမျိုးဆုံးပြည်တံအထိချမှတ်ဖို့အကျိုးစားမယ်လို့ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်ဆိုရကရှင်ဟာစီနာကိုလက်ပြောင်းအနေနဲ့အိန္ဒိယကိုစာပို့မိမဲ့အိန္ဒိယကတော့လုံးဝလက်ခံခြင်းမရှိပါဘူး။ဒီစားတော့ဘလို့ကြောင်းရတဲ့ရေးသားထားလဲဆိုတော့လည်းထုတ်ဖို့ပြောဆိုခြင်းမရှိပေမဲ့ဘင်္ဂလားဒေ့ရှ်တရားစခါကတော့ရှေ့ခါစီနာကိုလွှဲပြောင်းအနံဖို့ တတိယအကြိမ်မြောက်ဘင်္ဂလားဒေ့ရဲ့တရားဝင်တောင်းဆိုမှုလို့ဖော်ပြပါတယ်။ပြီးခဲ့တဲ့နှစ်ကရှိခါစီလောင်ရာတို့မှဖျောက်ချဖို့ဂျိုးပန်နဲ့ဆန္ဒပြမှုနဲ့စုပြီးအောင်ရမှုတွေလူထောင်၄၀၀လောက်သေဆုံးခဲ့ပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းမှာရေကြီးမှုကြောင့်သေဆုံးသူ145ဦးထိရှိလာခဲ့ပါတယ်။ရေပေးဆိုးဆုံးကြုံရတဲ့ဆောင်းကလာပြည်နယ်တစ်ခုတည်းတည်းသေဆုံးသူ100ကျော်ခဲ့ပါတယ်။ထိုင်းနိုင်ငံတော်မှလူသဖြင့်မလေးရှားနယ်စပ်နီဟိုင်ယန်ခိုင်မှာဒီသတင်းပတ်တွင်ရေးပေးတင်ရပါတယ် တောင်ပိုင်းမြေနယ်မှာရေပေးကြောင်စုပေါင်းသေဆုံး145ဦးထိရှိပြီးဆောင်းကလပ်ပြည်နယ်တခုတည်းမှာလည်းသေဆုံးသူ130ရှိပါတယ်။ရေကြီးမှုပြန်ကျသွားပြီဖြစ်လို့ရှာဖွေနေကြတဲ့လုပ်ငန်းတွေပိုပြီးအောင်မြင်ခဲ့တာလို့ထိုင်းအစိုးရပြောရေးစုဝင်ရှိသူကဆိုပါတယ်။ရေပေးကြောင်ထိခိုက်ပျက်စီးမှုတွေစိုးရွားခဲ့ပြီးပြည်သူထောင်ချပိတ်မိကလမ်းတွေဖြတ်ဖို့မရပဲမြေနယ်ပိုင်းအဆောက်အုံတွေကားတွေရေမြုပ်ခဲ့ပါတယ်။ထိုင်းတော်မှာမိုးရေကြီးနေသွားတယ်လို့မိုးလေဝသဌာနကပြောပေမဲ့ဒေသချုပ်မှာမိုးသက်မုန်တိုင်းကြားရောက်နိုင်တယ်လို့သတိပေးပါတယ်။ ဆောင်းခလာပြည်နယ်မှာရေကြပြီမဲ့တေဆုံးလူဦးရေစံရင်းတိုးလာခဲ့ပါတယ်။လမ်းမကြီးတွေပြတ်တယ်၊တက်တိုင်တွေပြိုတယ်။အိမ်သုံးပစ္စည်းတွေအမိုက်တရားတွေလမ်းမတစ်လျှောက်လွင်မြောနေတာကိုစိတ်မကောင်းဘဲတွေ့ရပါတယ်။ကေဇေသမားတွေကယင်းမျိုးခဲတဲ့လူနေ area တွေထို့သဖြင့်ထိုင်းနိုင်ငံတောင်ပိုင်းရှိအကျဉ်းဆုံးမြို့ဖြစ်တဲ့ဟိုင်ယန်အထိတွားရောက်ပြီးတော့လူသေးလောင်းတွေထပ်တွေ့ခဲ့တယ်လို့ဖော်ပြကြပါတယ်။ GFN နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတာပါ။နောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။